CDM FN ကိုအပိနာစင်ဝင်ရလျက်ရှိကြသောဒေါက်တာရှင်တော်လန်မီဝပြည်သူညီကိုမောင်နှမတို့အားလုံးမင်္ဂလာပါအခုတခါကျွန်တော်တင်ဆက်ပေးသွားမယ့်ဆရာဖြိုသည်ဟာရဲ့ဆောင်းပါးတစ်ပုဒ်ကတော့ဘယ်တော့မှအကောင့်တိုင်းပြန်မဖြစ်တော့မယ့်ဒဏ်ရာရီဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်နားဆင်လိုက်ကြရအောင်ဘယ်တော့မှအကောင့်တိုင်းပြန်မဖြစ်တော့မယ့်ဒဏ်ရာရီဒီကာလမှာတာသမီဆုံးရှုံးသွားတဲ့မိဘတွေမိဘဆုံးရှုံးသွားတဲ့တာသမီတွေ မြောက်များစွာရှိတယ်။ငโกကလေးကရှိတတ်တဲ့သဘာဝတရားဆိုပေမဲ့အခုလိုခက်ပြက်အနေထားမှာတော့လူလုံးဘေးတွေကြောင့်ပါမဆုံးရှုံးသင့်မဲ့ဆုံးရှုံးနေရတယ်။လူမမဲကလေးတွေအရွယ်ကောင်းလူငယ်လူလတ်ပိုင်းတွေတက်ကြီးရွယ်အိုတွေနေစဉ်နဲ့အမျှပဲ။ကြင်ရင်ခဲတဲ့သူတွေမှာလည်းတရားပရဘွားနဲ့ကိုချစ်တဲ့သူကိုအပြီးပိုင်ဆုံးရှုံးလိုက်ရလို့ဖြစ်တဲ့ဒေါကနဲ့တွင်အတော်ပင်ပန်းနေပြီ။အခုကြတဦးတယောက် တစုတစ်ခွဲကြောင့်ဖြစ်ရတယ်ဆိုတဲ့ခံပြင်းမှုတရားမျှတမှုကိုမရမချင်းရရမအေးနိုင်ဘူးအဲ့ဒီအကြောင်းတစ်ခါစာရေးဘူးတယ်ကျွန်တော်တို့အားလုံးတဦးတယောက်ကမတရားသဖြင့်လုပ်သွားတာကိုအနည်းနဲ့အများခံကြရဘူးမှာပဲဘလို့နေလဲစဉ်းစားကြည့်တနှုံနှုံနဲ့ဖြစ်မနေဘူးလားပူလောင်မနေဘူးလားတခုခုပြန်မလုံရှင်ဘူးလားတစ်ချိန်လုံးဒါကိုပဲတွေးနေမိတာခုလိုကိုမိသားစုဝင်တယောက် ကိုရှိတဲ့မိဘကိုသွေးသားရင်းရှာရင်းနဲ့အမျှရှေ့ရတဲ့သားသမီးမဖြစ်သင့်ပဲဖြစ်ခဲ့ရတာမျိုးဆိုဘလောက်တောင်နာကြီးမုန်တည်နေမလဲဘလို့တရားရင်အေးမှလည်းတိုက်ကျွေးလို့ရနိုင်မယ်မထင်ဘူးအဲ့ဒါနဲ့ဆက်ဆက်ပြီးမှဖြစ်လာတာက git လို့ခေါ်တဲ့အပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်ငါကာကွယ်မပေးလိုက်နိုင်ဘူးငါအမိကိုခေါ်မထုတ်လိုက်နိုင်ဘူးငါကလေးကိုငါဘာလို့ကြောင်းလို့မိလိုက်တာလဲဒီစိတ်တွေနဲ့ရှင်သန်နေခဲ့ရတယ် တချို့ကြောင့်အဲ့ဒီထက်သိမ့်မွေ့တယ်။ကိုကအဝေးရောက်နေတယ်၊ရွာထဲတောထဲမှာ။ဒါမှမဟုတ်နယ်စပ်မှာ၊နိုင်ငံရဲ့ရှားမှာ။သွားချင်လို့တော့မဟုတ်ဘူး။ယုံကြည်ချက်ကြောင့်ဆွန့်ခွာလာခဲ့ရတာ။အဝေးရောက်နေသူမို့ကြံနေခဲ့တဲ့မိသားစုကတော်ယုံတယုံဆိုဘာမှမပြောတော့ဘူး။စိတ်ပူနေမှာဆိုလို့။ကိုလည်းဒီလိုပဲ။တော်ယုံဆိုအင်ကိုပြောမနေဘူး။သူတို့စိတ်ပူနေရောအပြင်ဘာမှမတတ်နိုင်တာသိနေလို့အပူလှမ်းမပေးချင်တာ။ သူတို့ကလည်းအဲ့ဒီအတိုင်းပဲဒီတော့အဖေနေမကောင်းလဲမသိရဘူးအမေနေမကောင်းလဲမသိရဘူးမဖြစ်မနေဆိုမှသတင်းစိုးကကိုစီရောက်လာတော့တယ် shock ဖြစ်ရပြီပေါ့ရောက်လာတော့ရောကိုဘာလို့ပေးနိုင်လဲဆိုစကလုံးတွေအပြင်များများဆဆမရှိဘူးအနိကက်ရောက်မလာနိုင်ဘူးပြုစုပေးဖို့ဝေးလို့ပြန်လာလို့တော့မရဘူးရှောက်လက်မတတရှိတဲ့ဖုံးမျက်နှာပြင်ကနေပဲကိုရှိတဲ့သူရဲ့နောက်ဆုံးအချိန်ကို ထိုင်ကြည့်နေရတယ်ဖက်ငူလို့မရဘူး ထိတွေးလို့မရဘူးထွေးပွေးလို့မရဘူးဘလောက်တောင်နာကျင်ရသလဲ work life balance ဆိုတာအပြောလွယ်သလောက်အလုပ်ခက်သေးရင်ကိုယ့်ရဲ့ယုံကြည်ချက်နဲ့မိသားစုဘဝဆိုတဲ့နှစ်ခုကြားဟန်ချက်ကိုရှာဖွေနိုင်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲမိသားစုကိုငဲ့ရင်ယုံကြည်ချက်နောက်လိုက်ဖို့မှာအနည်းနဲ့အများအခက်အခဲရှိသွားတယ်ယုံကြည်ချက်နောက်လိုက်ရင်မိသားစုနဲ့ပတ်သက်လို့လင်းဟင်းတော့တာပဲအခုကျွန်တော်တို့မှလည်းဘသူမေးလိုက်မေးလိုက် မိသားစုပေါ်မိသားစုအပေါ်အနေနဲ့အများ guilty ဖြစ်တဲ့စိတ်ရှိတာပဲသားသမီးအပေါ်တာဝန်မကျေဘူးလို့ခံစားရတဲ့သူရှိတယ်မိဘအပေါ်ဝင်ပြီးစေတာတွေများနေပြီလို့ခံစားနေရသူတွေရှိတယ်တားစိုးသမီးစိုးတွေမဟုတ်ကြဘူးနော်ကိုယုံကြည်ရနောက်လိုက်ခဲ့ယုံပဲအဲ့ဒါနဲ့ရင်ကိုမိဘကို ထိခိုက်စေတာတွေအများကြီးရှိနေခဲ့တာအနေဆုံးအနေနဲ့ကိုရီကြောင့်သူတို့မှာစိုးရိမ်ပူပန်နေရပြီးကြီးလန်းစားစားနေနေကြရပြီး ဟိုလူမျက်နှာရိုသွေးဒီလူအောက်ကျုံနဲ့တခါမှမလုတ်ဖူးတာတွေလုံနေကြရပြီသားသမီးကိုလွမ်းတဲ့စိတ်တွေမျိုးကိုလွမ်းတဲ့စိတ်တွေနဲ့ကြံနေခဲ့ရပြီဟောအတူခေါ်ထားပြန်တော့လဲအသက်60ကျော်80မှနေရအစ်တစ်ခုကိုရောက်လာရတယ်လူကြီးတွေဆိုတာသူတို့အရက်ဒေသသူတို့အိမ်ကိုတိတ်မမောတာလေဟိုအိမ်ဒီအိမ်သွားမယ်ထမင်းဟင်းတွေအပြန်အလှန်ပို့ကြမယ်စကားစမြည်ပြောကြမယ်ဒီလိုနေကြတာ အခုနေရအစ်စ်မှာကြဒါရီမရှိဘူးတရားမဝင်လာကြရတာများလို့အမြင်ထိတ်လန့်နေကြရပြန်နေအထီးကျန်ရအဖို့မဲ့ရအားငယ်ရပေါ့တချို့ကြကိုဟအကိုတော်အနိုင်နိုင်ရုန်းကန်နေရချိန်မှာမိဘအတွက်ဆေးဖို့မပန်ပိုးနိုင်တော့ဘူးအဲ့ဒါရဲ့အကျိုးဆက်ကြောင့်မိဘဆုံးပါသွားရသူတွေလည်းရှိတယ်ကိုကိုမတွေ့လို့တွေးတဲ့မိဘကိုခေါ်သွားရင်နောက်ရကြအလောင်းလာပြန်ထုတ်လိုက်ရတဲ့သူတွေခံစားရတဲ့ guilt ကတော့အဆိုးဆုံးပေါ့ ဒါမင်းတို့ရွေးချယ်မှုလေကွာလို့ပြောချင်သီးလားဟိုရက်ကဦးလေးတယောက်ဆုံးနေတားဖြစ်သူ ပြန်လာလို့မရဘူးဘာလို့လဲပြန်လာလိုက်တာနဲ့အရွယ်ကောင်းလူငယ်အမျိုးသားမှုပြန်ထွက်မရတော့မှအတင်းအဓမ္မဆူဆောင်းခံလိုက်ရမှစိတ်ပူပြီးအဖေကိုယ်တိုင်ကပြန်မလာခိုင်းခဲ့တာခစ်ဆိုးစနစ်ဆိုးလို့ပြောလိုက်ရင်ကျွေလွင့်သွားတဲ့အသက်တွေကြဆင်းလာတဲ့စီးပွားရေးတွေပျက်စီးသွားတဲ့ဘဝတွေပဲမြင်ကြတယ် ဆုတ်ပြတ်တတ်အောင်ဒဏ်ရာရသွားတဲ့စိတ်တွေအကြောင်းတော့ထဲ့မပြောဖြစ်ကြဘူးဒီလိုအလားတူကိစ္စမျိုးကြုံခဲ့ရတဲ့အမတယောက်ကတော့ပြောဘူးတယ်ဒါမျိုးအနာကဘယ်တော့မှမပြောက်ဘူးတဲ့ time will heal the wound ဆိုပေမယ့်အဲ့ဒီလိုအချိန်ကကုစားပေးနိုင်တဲ့ဒဏ်ရာတွေမှာဒီဒဏ်ရာမပါဘူးပေါ့မဖြစ်မနေရှေ့ဆက်နေကြရမှာပဲမို့အချိန်ဤအစ်မှာကျင်လည်ရင်းအဆင်ပြေအောင်နေနေကြရတာပဲရှိတာ ဘယ်တော့မှတော့ကြက်သွားတယ်ရဲ့လို့မရှိဘူးကိုတိုင်းတော့အခုထိမကြုံရသေးပေမဲ့ဒီလိုကိစ္စတွေကြားတိုင်းစိတ်ပူမိတယ်စိုးရိမ်မိတယ်မတိချင်း၅ပါးနဲ့ရှင်သန်နေကြရတဲ့ကျွန်တော်တို့အတွက်ဘယ်သူနဲ့ဘယ်အချိန်မှဘလို့ပုံစံခွဲခွာရမယ်ဆိုတာကြုံမသိနိုင်ဘူးရွေးချယ်လို့ထိန်းချုပ်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးဒါကြောင့်အခုနောက်ပိုင်းဘယ်သူနဲ့ပဲခွဲခွာရခွဲခွာရနောင်တရရစရာမရှိအောင်စူးစမ်းပြီးပဲနေဖြစ်တော်တယ်လက်ဆောင်ပေးခြင်းလိုင်းပေးလိုက်တယ် မောင်ပို့ပေးချင်လာရင်ပို့ပေးလိုက်တယ်။မွေးနေ့တို့ဒီမျိုးရောက်တော့ခဏတွေ့မယ်လို့ဆိုစူးစမ်းပြီးလုပ်ပေးလိုက်တယ်။သွားပေးလိုက်တယ်။အဓိကကမလုပ်ပေးလိုက်ရဘူးဆိုတဲ့နောင်တမရချင်းလို့ဒူမာလီရိမိသားစုနိုင်ငံခြားထွက်သွားတယ်။သူတို့ဘန်ကောက်မှာရှိတော့ကကိုကမြို့ကျော်ပြီးခီးထွက်လို့မရသေးဘူး။ကိုဦးဖြိုးကလာလဲမတွေ့ဘူးဆိုတာကိုဗီဒီယိုကောပြောတိုင်းထည့်ပြောတယ်။ကို့အခက်အခဲကြတော့လဲကလေးတွေနားလဲအောင်ဘယ်လိုရှင်းပြမလဲနော်။နောက် ိုယ့်ဘက်ကအစဉ်ပြေလာတော့သူတို့ကသွားကြရပြီခေတ်ကာလအရှိအနေတွေအရလဲနောက်ဘယ်နှစ်နှစ်နေမှပြန်တွေ့ရမှာမသိဘူးတွေ့မိတာနောင်တရရတဲ့အဖြစ်အပျက်တစ်ခုပေါ့ဒါတော့အသက်ရှင်နေကြပါသေးတယ်ပြန်ဆုံမယ်ဆိုဆုံခွင့်ရှိပါသေးတယ်ဘယ်တော့မှပြန်မတွေ့ကြရတော့မဲ့သူတွေဆိုဘလို့များနေမယ်တွေ့ကြည့်လို့တော့မရဘူးကျွန်တော်တို့ဟာအမားတွေလုံရင်းနဲ့ရင်းကျက်လာတာဖြစ်တယ်လူတယောက်အပေါ်ပြက်ခွက်ခဲမိတာတွေမာရင်ခဲမိတာတွေအတွက် နောင်တရရင်ကနေမှ နောက်လူတွေအပေါ်ပိုကောင်းတဲ့လူတယောက်ဖြစ်လာခဲ့ကြတာဖြစ်တယ်။ငါဒီလိုထပ်မလုပ်တော့ဘူး။ထပ်မဖြစ်စေရတော့ဘူးဆိုတဲ့အတွင်းနဲ့ပေါ့။နောင်တကင်းတဲ့ဘဝဆိုတာတော့မရှိနိုင်တော့ဘူးထင်တယ်။နောင်တနေတဲ့ဘဝပဲမျှော်လင့်လို့ရလိမ့်မယ်။အဲ့ဒီအတွက်ကပြန်မဆုံနိုင်တော့တဲ့သူတွေနဲ့ပတ်သက်လို့ခံစားရတဲ့နောင်တကိုလက်ရှိကိုနဲ့အတူရှိနေသူတွေအပေါ်ရှစ်ရှင်းမြတ်တာပြသရင်းနဲ့ပဲဖြေဖြောက်ကြရမယ်လို့မြင်ပါတယ်ဒေါက်တာဖြိုးတီဟာ ဆေးရဲ့ရှောက်လ2025ဟုတ်ကဲ့အခုမိတ်ဆွေတို့နားဆင်ခဲ့ကြရတာကတော့ဘယ်တော့မှအကောင့်တိုင်းပြန်မဖြစ်တော့မဲ့ဒဏ်ရာတွေလို့အမိပေးထားတဲ့ဆရာဖြိုသီဟာရဲ့အဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်